Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့လက်ရှိမှာ Sky Sport ကနေပြီးတော့ပေါ်ပြလာတဲ့ Ambumo နဲ့ပတ်သက်တဲ့သတင်းအပြင် David Ostin ပြောထားတဲ့ Ambumo နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့ပြောကြည့်အောင်။ဆိုတော့ Sky Sport ကပြောလာတာက Manchester United ရဲ့ဘက်က Ambumo အတွက်ပေါ့နော်ခေါ်ယူဖို့အတွက်ဒုတိယအကြိမ်ကမ်းလှမ်းမှုကိုပယ်ချလိုက်တယ်ဆိုပြီးတော့ကျွန်တော် ကျွန်တော်ပေါ်ပြလာတယ်။ဒါပေမဲ့လို့ channel channel list တွေကကျွန်တော်ကျွန်တော်တမျိုးပြောနေကြပြီးတော့အဲ့ဒီ Sky Sport ကပေါ်ပြလာတဲ့နောက်မှာကိုပဲတချို့ reporter တွေကနေပြီးတော့ဗောနော်မကြခင် Ambu Moha Manchester United ကစားမဖြစ်လိမ့်မယ်ဆိုတဲ့မျိုးတွေကပြောလာတယ်။အမျိုးမျိုးတွေကျွန်တော်ထွက်နေတယ်။ဒါပေမဲ့အဲ့ဒါက David Rostin ရဲ့ report တွေ Duncan Carcero ရဲ့ report တွေအပြီးမှာ Sky Sport ကရေးထားတာ။ဆိုတော့ Sky Sport ကပြောတယ်ဗောနော်တရင်ကိုကျွန်တော်အရင်ဆုံးပြောရမယ်ဆိုလို့ရှင်တော့ Ambu Moha အတွက် United ရဲ့ဒုတိယအကြိမ်ကံလန့်မှုမှာဟုတ် ရန်ဖို့အတင်ရဲ့ဘက်ကပယ်ချလိုက်တယ်ဆိုပြီးတော့တည်ရတယ်ပေါ့နော်ကျတော့ United ရဲ့ဘက်ကတော့ပေါင်62.5 5သန်းတန်ကြီးရှိတဲ့ပမာဏပေါ့ဒါပါတော့ပေါင်55သန်းကိုကနဦးပေးမယ်ကစားမဖြစ်သူရဲ့စွန်းဆောင်ရည်တွေပေါ်မှာမူတည်ပြီးတော့ပေါင်9.5သန်းကိုကျွန်တော်ထပ်ပေးမယ်ဆိုတဲ့ payment structure နဲ့ပေါ့နော် United ရဲ့ဘက်ကကန်လန်းခဲ့တာအဲ့ဒါဟာ United က Matthews ကုညာကိုပေးခဲ့တဲ့ဈေးပဲဒီပုံစံနဲ့ပဲ United ကကုညာကိုပေးခဲ့တဲ့ဈေးဒီပုံစံနဲ့ပဲပေါ့နော်62.5သန်း အဲလို့တော့လည်းလက်ရှိကလပ်တင်းတစ်ခုကြားထဲမှာတော့ဆက်လက်စကားပြောဆိုမှုတွေရှိနေတယ်။ United ရဲ့ဘက်ကတော့ကျွန်တော်တို့ဒါဒီကစားမဖြစ်သူအတွက်ပေါ့နော်တန်ကြီးထက်ဖြစ်တဲ့နဲ့တန်ကြီးထက်ပူပြီးတော့ပေးဖို့မရှိဘူးဆိုပြီးတော့ Sky Sport ကကျွန်တော်ပြောထားတယ်။ဆိုတော့ဒါကလက်ရှိမှာ Sky Sport ကပြောထားတဲ့အရာဆိုတော့အဲ့ဒီမတိုင်ခင်မှာကျွန်တော်သတင်းတွေအကုန်လုံးခြုံကြည့်လို့ရအောင်ပေါ့နော်။ David Ostein ကနေပြီးတော့ပြောထားတဲ့ report တွေကျွန်တော်ရှိတယ်။ဆိုတော့သူ့ရှေ့မှာတော့ကျွန်တော်ဒါ Duncan Cancel ပြောထားတဲ့ report ရှိတယ်။ Duncan Cancel ကပြောထားလေးဆိုတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘက်ကဘရိုင်ယန်အန်ဘူမူအတွက်ဘရန်ဖိုးနဲ့ပြောင်းရွှေ့ကြည်သဘောတူညီမှုမရသေးဘူးပေါ့နော်ဘရန်ဖိုးကကစားသမားဖြစ်သူကိုပေါင်တန်း80တိတန်ကြီးတက်မှတ်ထားတယ်ပေါင်တန်း80တိတန်ကြီးတက်မှတ်ထားပြီးတော့ယူနိုက်တက်ရဲ့ဘက်ကတော့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့ပေါ့နော်ဒီဖြစ်တဲ့နာတွေထက်ပူပြီးတော့ပေးမှာမဟုတ်တော့ဘဲနဲ့ပေါ့နော်ဒါသူတို့တက်မှတ်ထားတဲ့ဒီဝင်းကျင်ကာလဝင်းကျင်နဲ့ဒီပမာဏဝင်းကျင်တဲ့ကိုပဲပေးသွားဖို့ရှိတယ်ဆိုပြီးတော့ ဒန်ကန်ခယ်ဆယ်က report လုပ်ထားတယ်။ပြီးရင် David Ostein ကလည်းဒီဟာနဲ့ပတ်သက်လို့သူအသေးစိတ်ပြောထားသေးတယ်။ Ostein ပြောတဲ့တဲမှာ Brian Ambumu ကဒီနွေရာဒီအပြောင်းရွှေ့မှာအကယ်လို့ Brandbo ကနေထွက်ရမယ်ဆိုရင် Manchester United ကိုပဲပြောင်းကျင်နေဆိုတဲ့အကြောင်း Brandbo အသင်းထံကိုကစပါအသင်းထံကိုကသူအကုန်ပြောထားပြီးသားဖြစ်တယ်ပေါ့နော်။ United ရဲ့ကံလန့်မှုတွေက Brandbo တတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြီးတဲ့ ယောနေနေစေဖြစ်ပြီးတော့ဆွေးနွေးမှုတွေကတော့ကလပ်တင်းနှစ်ခုကြားထဲမှာလှုပ်ဆောင်နေစေဖြစ်တယ်ဗောနော်ယူနိုက်တက်ရဲ့ကံလမှုအသစ်ကပေါင်55တန် plus အပူစုကြီးပေါင်9.5တန်ဖြစ်ပြီးတော့ဘရန့်ဖို့လူချင်းနဲ့ပမာဏထက်ယောနေနေတယ်ပေါ့ဗျာဒါကလက်ရှိမှာဒေးဗစ်ရော့စတင်ကကျွန်တော်ပြောထားတာဒါပြင်ထပ်ပြီးတော့ဒေးဗစ်ရော့စတင်ရဲ့ report က ဘန်အာအမ်ဘူမိုနဲ့စပါအသင်းရဲ့တည်င်းနေထွက်ပေါ်လာတာကပေါ့နော်စပါထံကိုသောမတ်ဖရန့်ရောက်လာခြင်းကြောင့်ပူပြီးတော့စိတ်ဝင်စားမှုတွေတိုးတာဖြစ်တယ်ပေါ့ဒါပေမဲ့လည်းလို့အမ်ဘူမိုကဟိုသူအသင်းပြောင်းမယ်ဘရန်ဘိုကထွက်မယ်ဆိုတာနဲ့ယူနိုက်တက်ကိုပဲပြောင်းကျင်နေဆိုတဲ့ကြောင့်သူနီးပြဟောင်းဖြစ်တဲ့သောမတ်ဖရန့်ကိုကစပါအသင်းကိုကကိုတိုင်အတိပေးပြီးသားဖြစ်တယ်ပေါ့နော်ဘရိုင်ယန်အမ်ဘူမိုကိုခေါ်ယူဖို့အတွက်ယူနိုက်တက်မှာငွေကြေးလုံလုံလောက်လောက်ရှိပြီးတော့ကစားသမားတွေကြိုတင်ရောင်းထုတ်ဖို့မလိုဘူးပေါ့နော်ဒါပေမဲ့လည်းလို့မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီကိစ္စဘရန်ဒန်ရဲ့အန်ပူမူရဲ့အပြောင်းအရွှေ့တွေပြောင်းရွှေ့ရေးပမာဏကိုဟိုလိုတာထက်ပူပြီးတော့ပေးရတဲ့အခြေအနေမျိုးတွေသူတို့လုံမမဟုတ်ဖဲနေပေါ့နော်ဆိုတော့ဖြစ်တင်လာတဲ့ပူပြီးတော့ပေးရတဲ့ပေါ့နော်ဈေးပူပေးတာမျိုးကိုသူတို့ရှောင်ဖို့စီစဉ်ထားတယ်ဆိုပြီးတော့ David Onstein ကကျွန်တော် ပြောထားတယ်ဒါဒီလက်ရှိမှာ Brian Ambumo နဲ့ပတ်သက်လို့ရထားတဲ့ update အကုန်ပဲကျွန်တော်လက်ရှိမှာ journalist တွေဘယ်သူတွေဗာတင်ပြောတာလဲကျွန်တော်အကုန်ပြောပြီးသွားပြီဆိုတော့ကျွန်တော်ဒီကိစ္စကိုညနေဟိုခြုံကြည့်ရရင်ကျွန်တော်ကတော့ပေါ့နော် အရင်ကတည်းက Brian Ambumo တို့ဘာလို့ကပေါင်သန်း60တန်နဲ့ကစားသမားလို့ကျွန်တော်မထင်ဘူး။နောက်ကျွန်တော်တို့ Matthews ကညာလဲပေါင်သန်း60တန်နဲ့ကစားသမားလို့ကျွန်တော်မထင်ဘူး။ကျွန်တော်တို့ကလိုတာထက်ပိုပြီးတော့ပေးခဲ့ရတာ။လက်ရှိဈေးကွက်ကကျွန်တော်တို့ဒါဟိုဘယ်လိုပြောလဲဖောင်းပွားနေတဲ့အတွက်ကျွန်တော်ဒါမျိုးတွေကျွန်တော်ပေးနေရတာ။တာပြီး Manchester United ဖြစ်နေတဲ့အတွက်ဒါဒါမျိုးတွေကျွန်တော်ပေးနေရတာ။ဒီကစားသမားတွေကတန်း60တန်နဲ့ပလေယာတွေမဟုတ်တန်း60ချီစွမ်းနေကျွန်တော်မဟုတ်ဘူး။ဆိုတော့အဲ့လိုမျိုးအနေထားကူမှာ စာချုပ်တက်တနှစ်ပဲအန်ဘူမိုဟာဘရန်ဖိုးနဲ့ကျွန်တော်ကျင်တော့တယ်။နော်ကစားမကလည်းစပားကိုလည်းသူမပြောင်းခြင်းဘူး။ဘရန်ဖိုးကနေထွက်ရင်ယူနိုက်တက်မှာယူနိုက်တက်ဘွဲဆိုတဲ့အကြောင်းကိုလည်းစပားအသင်းကိုကတော့မတ်စ်ဖရန်ကိုကဘရန်ဖိုးကိုကသူပြောပြီးသွားပြီ။အဲ့လိုအနီထားမှာတောင်မှမန်ချက်စတာယူနိုက်တက်က ပေါင်62.5၅သန်းဆိုတဲ့ဘောနော်ဒီ overall တန်ကြီးရှိတဲ့ပမာဏနဲ့ကန့်လန့်တာတောင်လက်ရှိလက်ခံတာမရှိသေးဘူးဆိုတော့ ် United ကဒီအပြောင်းရွှေ့ကနေပြီးတော့ကျွန်တော်နောက်ဆုံးသိနေပြီလို့ကျွန်တော်ထင်တယ်။ကျွန်တော်ဒီထက်နည်းတဲ့ပမာဏနဲ့ပေါ့နော်ကျွန်တော်တို့အဆင်ပြေနိုင်တဲ့ကစားမားတွေကျွန်တော်ရှာလို့ရတယ်။ဆိုတော့စဉ်းစားကြည့်ပြကျွန်တော်ပြောသလိုပဲစာချုပ်တက်တန်တစ်နှစ်ပဲကျွန်တော်ကျင်တော့တာထွက်ရင်လည်းပဲ United ပဲထွက်မယ်ကျန်တဲ့အသင်းကိုသူတို့မထွက်ချင်ဘူးလို့ကျွန်တော်ပြောပြီးပြောထားပြီးသားနောက်နေ့ New Jersey ပြောင်းရွှေ့ဆိုအလွတ်နဲ့ကျွန်တော်တို့ခေါ်လို့ရမယ်။အလွတ်နဲ့ကျွန်တော်တို့ခေါ်လို့ရမယ်။အကယ်လို့ Manchester United ကရင်းနိုင်နေဆိုရင်ပေါ့ဗျာကျွန်တော်တို့မှအလောက်ကြီးတော့ပါပါမရှိပါဘူးခုနကကျွန်တော်ပြောလိုပဲကျွန်တော်တို့အသင်းက အရင်ကြီးအချင်းကြီးကောင်းမနေဘူးဖလားတွေအုံအုံခုံခုံယူပြထားတဲ့အတင်းမျိုးဟုတ်မနေဘူးဆိုတော့ရီယဲတို့ဘာလို့လှုပ်တယ်လို့တော့လှုပ်လို့မရဘူးဒါပေမဲ့လို့ဘာလို့တင်လဲဆိုတော့ okay အမ်ဘူမိုကြီးငါတို့ကတော့မင်းကိုထိုက်တယ်နဲ့ကြီးနေပြီးခေါ်ဖို့ငါတို့လှုပ်တာမင်းအတင်းကမရောက်မှုဖြစ်နေတယ်ဖြစ်တင်တာတဲ့ကိုအဆင်မပြေဘူးဒါဟာငါတို့တို့အခက်ခဲရှိတယ်ဒါပေမဲ့လို့ငါတို့မင်းကိုစာချုပ်ကြိုတင်ချုပ်ထားမယ်နောက်နှစ်ຫນွေမှာငါတို့မင်းကိုအလွတ်နဲ့ခေါ်မယ်အဲ့လိုမျိုးကျွန်တော်တို့လှုပ်ရမှာ အဲ့တော့ brand phone အနေနဲ့ဒီຫນွေမှာကျွန်တော်လိုချင်တဲ့ဈေးနဲ့ရောင်းရင်ရောင်းမဟုတ်ရင်နောက်နေ့ညပိုင်းပြောင်းရွှေ့မှာအလွတ်နဲ့လက်လှုပ်ရမှာပဲဒါမျိုးပေါ့ပြဿနာကကိုရီမှာအဲ့လောက်ထိကစားမပေါ်လွှမ်းမိုးနိုင်တဲ့ပါဝါရှိပါမလားပေါ့နော်ဒါကိုကျွန်တော်စိတ်ပူတယ်အခုလက်ရှိကျွန်တော်ဗီဒီယိုလုပ်နေတာဆိုလို့ရှင်နှစ်နာရီဝဲဝင်းကျင်ပဲရှိသေးတယ်မနဲ့ဒါပေမဲ့လို့ပေါ့နော်အခုလက်ရှိဒါ report ရထွက်လာတဲ့အရာပြဿနာကပြ Sky Sport တစ်ခုကပဲကျွန်တော်တင်ထားတာ United ရဲ့ဒုတိယအကြိမ်ကံလန့်မှုကိုကျွန်တော်ပယ်ချလိုက်ပြီဆိုတာ ဒီပြီးတော့စတိန်ကလည်းသဘောတူညီမှုမရသေးဘူးဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုနဲ့ပတ်သက်လို့ဆက်လက်ဆွေးနွေးနေစေလို့ပြောထားတယ်လို့ဒန်ကန်ကာဆယ်ကလည်းဆွေးနွေးနေစေလို့ပြောထားတယ်။ဒါ့အပြင်တခြားဒီဖာဘရီဇိုရူမန်နူတို့ပါတို့ကလည်းကျွန်တော်လက်ရှိဗီဒီယိုလုပ်နေတဲ့အချိန်ထိဘာမှန်ပယ်ချခံရတယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပြောမထားသေးဘူး။နောက်ထပ်ကျွန်တော်တို့ဘောနော်ဟိုဘယ်လိုပြောမလဲထပ်ပြီးတော့အဲ reporter ဒီပြောထားတဲ့ဒီဘာလဲဒီဆူလီတို့ပါတို့ကျွန်တော်ရှိတယ်။သူပါပြောထားလေးဆိုတော့ Brentford နဲ့ Manchester United ကဘောနော်ကျွန်တော်တို့ ဘလို့ပြောမလဲဒီကစားမားဖြစ်သူရဲ့အမ်ဘူမိုးရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင် base ပြောင်းရွှေ့ကြီးပေါ့နော်ကျွန်တော်အခြေခံပြောင်းရွှေ့ကြီး initial fee ကိုသူတို့သဘောတူညီမှုရပြီးသားဖြစ်တယ်ပေါ့ဒါပေမဲ့လို့ဒီ add on ပေါ့နော်ကျွန်တော်ဒီအပူစုကြီးအပေါ်မှာပဲသူတို့ဆွေးနွေးနေကြတယ်အဲ medical ဆေးစစ်မှုနဲ့ contract စာချုပ်ချုပ်တဲ့ plan တွေကတော့နောက်တစ်ပတ်ကိုစီစဉ်ထားတယ် brand four ရဲ့ဘက်ကတော့ united ကထံကနေပြီးတော့တစ်တန်းဆိုတစ်တန်းနှစ်တန်းဆိုနှစ်တန်းသုံးတန်းဆိုသုံးတန်းငါးတန်းဆိုငါးတန်းရနိုင်နေများဆိုသလိုညှစ်ထုတ်ဖို့ကြိုးပမ်းနေတယ်ပေါ့နော် ေဂျာပေါ့ဆိုသူတို့ပဲအမ်ဘူမိုဟာယူနိုက်တက်ကစားမတယောက်ဖြစ်လာပါလိမ့်မယ်ဆိုပြီးတော့ပြောထားတယ်။အဲအမှန်တမ်းပြောမယ်ဆိုလို့ချင်းအဲ့ဒီဆူလီနဲ့ပတ်သက်လို့ကတော့အများကြီးတော့ကျွန်တော်တို့ဘောနော်အဲယုံကြည်ရမယ့်အနေထားတော့ကျွန်တော်ကတော့မရှိဘူး။အဲဒါပေမဲ့လည်းလို့ဘောနော်သူကတော့ဗျာအဲ့လိုမျိုး comment တွေကို तू ကတော့တုံ့ပြန်ထားတာပဲနော်။ဟိုဘယ်လိုပြောမလို့ဟိုနောက်နောက်တစ်ပတ်မှာကြည့်ကြတာပေါ့လို့ဘာလို့သိတယ်မလား။ဒါပေမဲ့လို့ဘယ်ဘယ် journalist ကမှအဲ့လိုပြောတာမျိုးကျွန်တော်မရှိပါဘူး။ခံမှန်းကြီးကြီးကျွန်တော်တို့ဘောနော်ပြောကြတာလေးလည်းကျွန်တော်ဖြစ်ကောင်းဖြစ်မှာပဲ။ဒါပေမဲ့ကျွန်တော်ဆက်ဆွေးနွေးရရင် ကုညာကိုပေါင်း62သန်းနဲ့ကျွန်တော်တို့ခေါ်ခဲ့တယ်။အဲ့ဒီပြောင်းရွှေ့ခြေဝန်းကျင်သူတို့သူတို့ပြောတယ်အမ်ဘူမူကိုသူတို့ကုညာကိုရောင်းတဲ့လောက်ထိယူနိုက်တက်ထံကနေလူချင်းနေပေါ့မန်ချက်စတာယူနိုက်တက်ကလည်းရှိမှာကုညာကိုကန်လန်းတဲ့လောက်ကျွန်တော်တို့ကန်လန်းတယ်။အဲ့မဲ့ဘရန်ဖို့ကပူလူချင်းနေတယ်။ဒါလုံးဝအတိတ်ပဲမရှိဘူး။လုံးဝအတိတ်ပဲမရှိဘူး။ကျွန်တော်တို့ပေါင်သန်း60တော့မတန်တဲ့ကစားမကို62သန်းကျွန်တော်ပေးထားရတာ။သန်း80လူချင်းနေဆိုတာမျိုးကတော်တော်ကိုအတိတ်ပဲမရှိဘူး။ United အနေနဲ့ဈေးကွက်ထဲမှာဈေးကွက်ဆိုတဲ့နေရာမှာ Premier League မှာမဟုတ်ဘူး။ကျွန်တော်ဥရောပကျွန်တော်တို့ဘယ်တော့ဒီဈေးကွက်တွေထဲမှာဆိုလို့ရှိရင်ပေါင်သန်း90လောက်နဲ့အမှန်ကန်ခေါ်နိုင်မဲ့ကျွန်တော်တို့ဘယ်တော့ဒီကစားမတွေကျွန်တော်တို့ရှိတယ်။အမှန်ကန်ခေါ်နိုင်မဲ့ကျွန်တော်တို့ကစားမတွေရှိတယ်။ဒါကြောင့်အသင်းအနေနဲ့ဘယ်တော့ဒီအပြောင်းရွှေ့ကိုဘယ်လိုပြောမလဲ။သူတို့သူတို့ကတော့ဗျာအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကဘယ်တော့လုံးဝဈေးတွေပိုပြီးမှမဟုတ်ဘူး။မဖြစ်သင့်တဲ့ဈေးတွေပြီးမှမဟုတ်ဘူး။နော်တန်တဲ့ဈေးလောက်နဲ့ပဲရအောင်ကြိုးစားသွားမယ်။ဘာညာပြောနေကြတာကျွန်တော်တို့မယုံဘူး။ ်အလက်ရှိအန်ဘူမူရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်အတင်းဘက်ကကျွန်တော်တို့ဒါခေါ်ဖို့ကြိုးပမ်းတာပေါ့နော်ခေါ်ဖို့ကြိုးပမ်းတာအဆင်မပြေဘူးဆိုသူတို့ငွေပိုပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကိုရီမှာတမိုင်းကြောင်းနေရှိတယ်ဗျာဒီလားကျွန်တော်တို့ကရကျင်တဲ့ကစားမတယောက်ဆိုရင်မတန်လဲဈေးရပေးတာပဲကျွန်တော်တို့မှငွေပိုပေးလိမ့်ရှိတဲ့ကျွန်တော်လက်ဖွာတဲ့ဒီတယ်မလားအလီထာရှိတယ်ယူနိုက်တက်မှာနော်မတန်တဲ့ကစားမတွေကိုမတန်တဲ့အတိုင်းလာစားတွေကျွန်တော်ပြောင်းရွှေ့ကြည့်တယ်အမြဲတမ်းပေးလိမ့်ရှိတယ်သူများအသင်းကနည်းနည်းလေးကြက်လိုက်တာနဲ့ ပူတင်ကအမြဲတမ်းခံရတယ်။အဲကြောင့် United အနေနဲ့ဒီအပြောင်းအရွှေ့ကနေကျွန်တော်လှည့်တင်ပြီလို့ပြန်လှည့်တင်ပြီလို့ကျွန်တော်ထင်တယ်။ပေါင်သန်း60တောင်မှအင်မတန်များလွန်းနေတဲ့ချီနီမျိုးမှာတန်း80ဆင့်တီလိုချင်တယ်။အရင်ကတော့ကုညာလိုပြောင်းရွှေ့ခြင်းနဲ့လိုချင်တယ်ဆိုလို့ United ကကုညာလိုပြောင်းရွှေ့ခြင်းနဲ့ကျွန်တော်ပေးခဲ့တယ်။အဲမဲ့အခုပေါင်သန်း80ဆင့်တီလိုချင်နေဆိုတော့ဒါ Manchester United အနေနဲ့အဲ့ဒါလောက်ထိတော့ကျွန်တော်အလုံးလို့ဖို့အတွက်ပေါ့နော်မသိမှုလို့ကျွန်တော်ယူဆတယ် တော့အမ်ဘူမိုရအမ်ဘူမိုကသူ့ရဲ့အဓိကပြစ်မှတ်ဆိုတာနားလေတယ်သူတို့ကျွန်တော်တို့မှာ backup plan B ရှိထားသင့်တယ်အကယ်လို့ backup plan B မရှိဘူးဆိုလို့ရင်ဒါကျွန်တော်တို့အစီအစဉ်ညံ့တာပဲအစီအစဉ်ကျွန်တော်ညံ့တာပဲဘရန်ဖိုးတို့ဘာလို့ကဒါတွေ United ကငွေပိုးပေးလေးရှိတာတွေဆိုတာတွေကိုသူတို့ကောင်းကောင်းသဘောပေါက်ထားတယ်လို့အမ်ဘူမိုမှအမ်ဘူမိုဖြစ်နေတယ်ဆိုတာကိုသူတို့ကောင်းကောင်းသဘောပေါက်ထားဒီအပြောင်းအရွေ့ဖြစ်လိမ့်မယ်ဆိုတာလေသူတို့သိထားတယ်ဒါကြောင့်သူတို့ကတက်နေနေမြငွေညှင့်နေတာ United အနေနဲ့ဒီအပြောင်းအရွှေ့ကနေကျွန်တော်ကတော့နောက်ပြန်လှည့်တည်ပြီလို့ကျွန်တော်ထင်တယ်။ MMO ကိုခေါ်ဖို့ဒီຫນွေမှာမကျိုးပန်းသင့်တဲ့လို့ကျွန်တော်ယူဆတယ်။စာချုပ်တရံကတစ်နှစ်လောက်ပဲကျင်တော့တာပါနော်။ဆိုတော့ညီကလို့ရောဘယ်လိုမြင်ရလဲ။ဒါကတော့ကျွန်တော်အနေနဲ့ပေါ့နော်။ Debate on Stain တို့နော်ကျွန်တော်တို့ဒါ Dungeon Castle တို့ Sky Sport တို့ကနေပြီးတော့ MMO နဲ့ပတ်သက်တဲ့နောက်ဆုံး update ကိုရတာကိုကျွန်တော်တို့ဒါဆွေးနွေးထားတာပါ။ဆိုတော့ညီကလို့ရောဆက်ပြီးတော့ခေါ်ဖို့ကျိုးပန်းသင့်နေတယ်လို့ထင်ကြလား။ဆွေးနွေးကြပါအောင်။ကြည့်ရှုပါပေးတဲ့ညီကိုမြားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။